ထနောင်းတမာတိုင်းများပုံများသောအေးချမ်းတရာတဲ့ရွာလေးတရွာ၌အလှကြီးတစ်ခုကကျင်းမလျက်ဦးစီဒူဝက်များနဲ့ကာလာသားမောင်ဝဲတို့ဖြင့်စီတန်းကအလှဲ့ကျရှိနေကြတော့တယ်။ထိုသူလှဲ့လည်း၍နတ်ကွန်းတစ်ခုနာကိုရောက်တဲ့ခါမှာတော့မောင်ရင်လောင်းနှစ်ဦးအားနှက်ပြလေတော့တယ်။အဲ့နောက်ဖုန်ကြီးချောင်းကိုပြန်လဲဥတီလာကြတယ်။အလှရှင်များကလည်းပြုံးကြပြောကြသလိုရွာရှိလူတွေကလည်းပြုံးပြော်၍ကခုန်နေသူကကခုန်နေကြတော့တယ်။ဒလိုးနဲ့လူတန်းကြီးကရှောက်လာခြင်း ဒိုင်းကနဲ့ဆိုတဲ့တနက်တန်ကြီးတခုကပေါ်ပေါက်လာလေတော့တယ်မြင်းမြကိုစီဖြစ်လူယောက်30ခန်းကရွာထဲကိုဝင်လာလေတယ်လူတန်းကြီးတွေ့တာနဲ့အရှိမအနောက်မှာတောင်မမြောင်မပိတ်ဆို့ကလူတွေကိုဝိုင်းထားလိုက်တော့တယ်ဝိုင်းပြီးတော့အခါတနက်ကိုဖောက်ကြပြန်တယ်တနက်ဖောက်တဲ့အကြောင်းလူတွေရဲ့ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်တဲ့များကကဘာပြက်သည့်အလားထွက်ပေါ်လာလေတော့တယ်တိတ်ဆန်းဆိုတဲ့အတန်ကလည်းဟိမ့်ထွက်သွားတဲ့အခါလူတွေအကုန်လုံးတိတ်သွားလေတော့တယ်အတန်မထွက်ရဲပဲငိုယူနေကြတယ်တမာကုန်းရွာကရွာသူရွာသားများခင်ဗျာမင်္ဂလာပါ အခုလိုသူများတကာကုသိုလ်ယူနေတဲ့အချိန်မှာကျုပ်ကလည်းမနေတာနဲ့ကျုပ်ယူခြင်းနဲ့အကုသိုလ်လေးတွေကိုလာယူတာပါခင်ဗျာ ဟော်ရီကတနတ်လို့ခေါ်ပါတယ်သူတဲကိုတော့လက်တစစ်ပဲရှည်တဲ့ကြည်လေးထဲပြီးလူကိုပြစ်ရင်ဖြစ်တစ်ချက်ထဲနဲ့နှိပ်ဝံကိုရောက်သွားပါလိမ့်မယ်မယုံတဲ့လူတွေကစမ်းကြည့်ရင်ကျုပ်ရှိကိုကြွလာခဲ့ပါခင်ဗျာစံဝင်တွေတော့ရှိမှမထင်ပါဘူးကဲဆိုတော့ကျုပ်ကလည်းစကားဆက်ရပါလိမ့်မယ်ဩကျုပ်ကတောက်ကြသားဆိုတော့စကားကြောတော့နည်းနည်းတော့ရှည်တယ်ဗျာသိခံကြဗျာ ဟော်ဒီရွာလေးကအရန်ကိုအေးချမ်းပြီးတော့တာယာဝါပြောတယ်လို့ကြားတော့ကျုပ်ကလည်းဝမ်းသာမိတာပေါ့စိတ်ရင်းမှန်ပါပဲခင်ဗျာအဲ့ဒါကြောင့်လဲအခုလိုကျုပ်ကိုယ်တိုင်လာပြီးတော့တနက်ပြအလူလာခံခြင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့လက်ဝတ်ရတနာရွှေငွေတွေကိုဟော့ဟူကပစိုးခင်းလေးထဲမှာသွားပုံထည့်ပြီးတော့ကျုပ်ကိုလှူဒန်းပေးကြပါအောင်ခင်ဗျာ ရွာသူရွာသားများလည်းထိုလူအားအတော့ကိုကြောက်ရွံ့နေကြတယ်။နဂတ်လက်စွပ်ဆွဲကြူလက်ကောက်ငွေများကိုလည်းအကုန်လုံးကတွားရောက်စုပြုံထားကြတယ်။အကုန်လုံးထားပြီးတဲ့အခါမှာတော့ဓမြတယောက်ကတော့ရွှေငွေတွေကိုထုတ်လိုက်ခါလွယ်လိုက်လေတော့တယ်။စောစောကလူကစကားဆက်ပြန်တယ်။မိษွေတို့အနေနဲ့ကျုပ်ကိုအခုလိုအသာတကြီးပေးကမ်းရရောတာမြင်ရတော့တိတ်ကိုဝမ်းသာတယ်ဗျာ။ဒါပေမဲ့တချို့ကကိုယ့်ပစ္စည်းကိုတော့နှမျောကြတယ်မလား။ မနဲ့မျောကြပါနဲ့ခမညာပစ္စည်းတင်ခါတာလူတင်ခါတာတဲ့ဟောဒီကဘာပေါ်မှာဘယ်သူမှမမြဲပါဘူးကျုပ်ကိုအခုလိုလှိုတန်းတဲ့အတွက်မိษွေတို့အနေနဲ့လည်းဓာတ်ထပ်ပူပြီးစီးပွားဥစ္စာတွေတိုးတက်မှာပါအဲ့ခါကျရင်လေကျုပ်ကလာပြီးတော့အလှခံမအောင်မယ်အခုကျုပ်အလှခံသွားတဲ့ရွှေငွေတွေကိုမသုံးပြမှာတော့မစိုးရင်ကြပါနဲ့အဲ့လိုအထက်ပါအတိုင်းပြောပြီးထိုလ်လူကအနောက်ကိုစတိုင်ကြကြလှဲ့ကမြင်းပေါ်ကိုခုံဆွတ်ခုံဆွတ်တက်လိုက်လေတော့လေထွက်ခါရွာသားတယောက်ကထလာပြီးဟေ့ဟေ့ဟဲ့လူခမညာနာမည်ဘယ်လိုခေါ်လဲ ိုသူကပြုံးကကျုံနာမည်ကိုသိရင်ခမရဝန်းထဲမှာပဲထားမသိရင်လည်းမသိတဲ့အတိုင်းသားနေကျုံနာမည်ကိုသိပြီးနှုတ်ကဖွင့်ရမိတာနဲ့မိတ်ဆွေဟာနှက်ပြေးကဥမာကားရဲ့သမီးနဲ့မိတ်ဆက်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့ဒါလို့ပြောပြီးမြင်းကိုဒုံဆိုင်ကစီကရွာထဲကဓမြများထွက်သွားလေတဲ့အခါဘုံတလုံးလုံးနဲ့အလူလှဲ့လာသည့်လူများသာကြံသားနေတော့တယ်ဒိုလူဘွဲတွေတော့မြည်သူမျှမပြောနိုင်ကြတော့ဘူးဆက်လက်လေလှုပ်ဆောင်ခဲ့ကြတယ်နောက်တနေ့မှတော့တကြီးအိမ်ကြီးလူများစု၍ရာဇဝတ်အုပ်နဲ့ပလိတ်20ခန်းကရောက်ရှိနေကြတယ် တကြီးပြောပြချက်အရဆိုရင်တော့ဒီဓမြကတော့စကားချူချူနဲ့တနက်ဖောက်ပြီးအလူခံသွားတာပေါ့ဟုတ်ပါတယ်ရာဇွေးအောင်မင်းခင်ဗျာကျုပ်တို့ရွာသူရွာသားတွေစီကလည်းလက်ဝဲရတနာအမြောက်များကိုပါသွားတာအဲ့လူကဓမြဖို့ပဲဗျသူ့ပုံစံကလည်းအသားညူညူရင်းအုပ်ကျဲကျဲသူ့ဝတ်ပုံစားပုံကိုကြည့်ရတာကောမြင်ရသူတွေပါစိတ်ရိုက်တဲ့ပုံမျိုးဗျအပြောကလည်းကောင်းသူတခါဓမြထွက်တိုင်းရင်အ ਨੇ ဆုံးလူယောက်30လောက်တော့ပါမှာပဲပစ္စည်းတင်ခါရလူတင်ခါရအကြောင်းလဲပြောသွားသေးလားရွာခါထိုင်နေတဲ့ရွာသူကြီးကပြောတယ်လို့ထောက်ခံတယ် ူနာမည်ကိုသိရင်တော့ဝမ်းထဲမှာပဲထားမသိရင်လည်းမသိတဲ့အတိုင်းပဲနေသူနာမည်ကိုပြောမိရင်ဥမာကသမီးနဲ့မိတ်ဆက်ပြီးသားရောပြောသွားသေးလားနားထောင်နေတဲ့ရွာသားတွေကလည်းတကြီးရေခမရရွာတော့ရာဟုတ်ဂျိုကိန်းဝတ်တာပဲဗျဘလို့တော့ရာဆွေးအောင်မင်းရဲ့ဘာဖြစ်ရမလဲဗျာခမရတို့အခုဓမြတိုက်သွားတဲ့သူကနာမည်ကြီးဓမြဘိုးသရိုးမအောင်ဗျအဲ့ဒီဓမြကလူ၁၀ယောက်ကနန်းလောက်နဲ့ဖွဲ့ထားတဲ့အဖွဲ့မဟုတ်ဘူး အယောက်တရာကျော်နဲ့ထောင်ထားတဲ့သဘုံတက်ဗျဒီကောင်ကဘကိုးဘက်မှာရှိတဲ့ရွာတွေကိုရွာပြတ်တဲ့အထိကိုဓမြဝင်တိုင်းပြီးပျောက်သွားတာလေးနှစ်လောက်ရှိပြီအခုမှပြန်ပေါ်လာကြတာရွာပြတ်တဲ့အထိကိုဓမြတိုက်နေတယ်လားဟုတ်တယ်ဒီကောင်တွေကပန်းနေတယ်ဒီကောင်တွေဓမြတိုက်ပြီးဆိုရင်တော့ရွာကြီးရွာကောင်းနေစီဝိုင်းပြည်လေတဲ့ရွာတွေပဲတိုက်တာတခါတိုက်ပြီးရင်လည်းတလားလောက်နားပြီးမှပြန်တိုက်တာဒါကိုရာဇွတ်အုံဝင်တို့ကမဖမ်းကြဘူးလားဖမ်းဖို့လောက်တာဗောရွာကိုကင်းနေချစောင်းလဲစောင်းနေရွာတွေကပလိတ်တွေအင်းအပြည့်နေလဲစောင်းမှုတယ် အဲ့တော့လာကြလာလာတာပေါ့ဗျာလာတာမှသူ့စပုံသက်ကြီးအကုန်လုံးကိုခေါ်လာတာဗျာပြေကြခတ်ကြနဲ့သေတဲ့လူတွေကသေဒဏ်ရာရတဲ့လူတွေကဒဏ်ရာရတွေဖြစ်ကုန်တာဒါပေမဲ့ကျုပ်တို့ပလိတ်တွေပြစ်နေတုံးမှာပဲသူတို့ကအခြားတစ်ဖက်ကိုတိတ်တဆိတ်လှုပ်ပြီးတော့ရွာဖို့ဓမြတိုက်ခိုင်းလိုက်တာဗျာဓမြတိုက်တဲ့အဖွဲအချက်ပေးပြီးဆိုမှသူတို့ကပြန်ဆုတ်ကြတာလေ တော်တော်လေးလဲမူရမာရများတယ်ဗျဒီကောင်တွေကိုကြုတ်တို့လဲလိုက်ရှာနေတာကြာပြီဒီတခါပေါ်လာတာသူတို့အတွက်တော့နောက်ဆုံးပဲဖြစ်ရမယ်ဘာမှစိတ်မပူနဲ့ကြုတ်မျိုးကက်ကိုအကြောင်းကြားထားမယ်လက်နဲ့အပြည့်စုံနဲ့ပလိတ်တွေကိုလဲမကြခင်ဒီကိုခေါ်လိုက်မယ်တခုမှဂျန်နာကတော့ရွာသူရွာသားတွေအားလုံးဘေးလုကင်းရကိုရှာထားရမယ်တခြားရကိုရှောင်ရင်လဲရှောင်ကြပါဗျာအခက်မသိရင်ရွာတဲ့ကိုကကြီးစံတွေဝင်လာနိုင်တယ်ထို့သူပြေအေးချမ်းတာယာနေနဲ့တမာကုန်းရွာကလေးကလဲနှိမ့်ချညာချင်းငရဲမီပွက်တယ်လို့လောင်မြိုက် သွားပါတော့တယ်ပြေးသူကလည်းပြေးကြထိုးသူပြောင်းပြေးသူများတဲ့တွင်မင်းကိုယ်တို့လင်မယားလည်းပါတယ်ထိုးလင်မယားကတော့အလူတရေကအလူတရေကမလို့အခေါ်ခံခြင်းသည့်အတွက်မကြမီအချိန်၌အလူကြီးတစ်ခုပေးရန်ငွေများစုဆောင်းကြလေတော့တယ်ချမ်းသာသောစည်ရင်မဝင်ပေမဲ့ဝန်နိုင်စားနိုင်တောက်နိုင်တဲ့အထိငွေကြီးချောင်လဲကြတယ်နှစ်ပေါက်အောင် စုဆောင်းထားတဲ့ငွေများအားဓမြလက်တို့မပါတင်သောတောင်နေချင်းပင်အထုံများကိုဆွဲကလှဲပေါ်သို့တင်လေတော့တယ်ဝေးမင်းကိုဘဲသွားမလို့လုံးကွာ ခုလက်တလို့တော့ကြုံမင်းမအမျိုးရှိတဲ့ထင်းချွံ့ရဘက်ကိုပြောင်းမလို့ဗျာအဲ့ဘက်မှာတော့တပတ်လောက်သွားနေုံမယ်ဒီဘက်ကငြိမ်မှပဲပြန်လာတော့မယ်ဗျာတကယ်လို့များဒီဘက်ကမငြိမ်ဘူးဆိုရင်တော့ဟိုရမှာပဲအပြီးနေပြီးတော့အလှူပေးတော့မယ်မလှူရခင်တော့မသေးခြင်းသေးဘူးဗျာအေးကွာတို့ရွာလေးတာယာနေတာကိုအဲ့ဓမြကောင်လေးလို့လို့အခုတော့အကုန်လုံးစင်းရဲသွားကြပြီမင်းတို့လည်းလမ်းခီးမှာတတိထားကြအောင်တော်တော်ကြဓမြလေးနဲ့လည်းတိုးနေအောင်မယ်စိတ်ချပါလှအောင်ရေကျုပ်ကတော့ဓမြလေးတွေ့ရင်တော့ကျုပ်လူရမယ့်ငွေတွေကိုပေးမယ်အစအသက်သာအသေးခံပြစ်မယ်ကွာ ဟေ့ကောင်ရခရီးသွားကန်ဒီအဲ့လိုတွေမပြောကောင်းဘူးကွမင်းကတော့ကွာခတ်ပါလမ်းကိုသေးချာကြည့်သွားနော်ဟုတ်ပါပြီဗျာဒလုံးနဲ့မင်းကိုတို့လင်မရလဲအထုပ်အပိုးများနဲ့လှဲပေါ်တင်ပြီးတော့ရွာကနေထွက်လာခဲ့တော့တယ်မင်းကိုကတမာကုန်းရွာသားလေးဖြစ်တော့လေသူ့ရဲ့မိန်းမလှခင်ကသူတို့ရွာနဲ့အတော်တန်ဝေးတဲ့ထင်းချုံရွာဘက်မှာပဲဖြစ်တယ်သူတို့လည်းနေဘူးဘူးလေးဘူးဘူးတိုင်းတော့နှိမ့်လေခင်းနိုင်လှဲကိုဒလဆက်မောင်းနေလေတော့တယ်ရွာကနေထွက်လာဒီမှာနိုင်ဝက်ကြတဲ့အခါမှာတော့တော်လန်းလေးလေးတစ်ခုကိုဖျက်လိုက်လေတော့တယ်ကိုမင်းကို တတိထောင်းတော့ရှေ့ကတော့လဲဖြတ်သွားရမှာပန်ဝင်းကျင်မှာလည်းလူကပြတ်ပါပြီဓမြတွေနဲ့တွေ့ရင်တော့အခက်သားပါတော့အိုးမိမပါလဲငါသိပါတယ်ဟာငါမြန်မြန်မောင်းပါမယ်တော်လန်းကိုစတင်ဖြတ်မောင်းကလေးတော့တယ်တော်လန်းရဲ့တဘာဝအရာလေတိုး၍တစ်ခက်တံများနဲ့ကျင်းငက်တာကရအတံများနဲ့တာယာနေလေတော့တယ်မင်းကိုလည်းနွားများကိုတဟဲဟဲနဲ့ငေါဟဲနဲ့လဲကိုဒုံးစဲမောင်းလာပါတော့တယ်မကြခင်ချိန်မှာပဲမြင်းခွာတံများကမင်းကိုတို့ရဲ့ရှေ့တဲတဲကနေပြန့်လည်လာလေတော့တယ်မြင်းများပြေးလာနေတာကိုမြင်လိုက်ရတော့မင်းကိုတို့လင်မယားမျိုးလုံးပြူးသွားတယ် ကိုမင်းကိုဟိုဟိုရှေ့မှာဓမြတွေနဲ့တူတယ်ဟုတ်မယ်ထင်တယ်လှခင်ဘယ်လိုလုပ်ကြမလဲကျမတော့ကြောက်တယ်သူတို့ကတန်းတက်တွေနဲ့ငါတို့တွေဘာမှပြန်လုပ်လို့ရမှာမဟုတ်ဘူးလှခင်ငါတို့လှူမဲ့ငွေတော့ပဲယူပြီးတော့ပြေးကြမလားလဲတွေထုတ်တွေကရောမတက်နိုင်ဘူးထားခဲ့ရမှာပဲနေမဲ့အလှူကြီးပေးခြင်းလေဆိုငါတို့အတက်နဲ့လှူရမဲ့ငွေတွေကအရေးကြီးတယ်လာစမ်းစဉ်းစားမနေတော့ပြေးကြမယ် ထို့သောနေမင်းကိုယ်တို့ကငွေအိတ်ကိုဆက်လွယ်လေးတိုင်းပြီးမိမဖြစ်သူကိုလက်ဆွဲကတော်တဲ့ကိုပြေဝင်သွားလေတော့တယ်။မြေခွာတံများကလည်းအနောက်ဘက်ကနေကြားနေရတယ်။မကျင်မနဲ့အောရတံများကိုလည်းကြားနေရတယ်။ဒလဲဆက်ဆိုသလိုသူတို့အနောက်ကလည်းလိုက်လာတဲ့မြေခွာတံများကိုကြားနေရတော့တယ်။အားတော်ခွန်ဆိုင်ပြေးနေရတော့တယ်။မင်းကိုယ်တို့ကလည်းတောနယ်ထက်ကိုပြေဝင်သွားကြလေတော့တယ်။မြေခွာတံများကလည်းတဖြည်းဖြည်းပြောက်ွယ်သွားသောကြောင့်အရေကောင်းတဲ့သစ်ပင်ကြီးအနောက်မှာအမောဖြစ်နေတော့တယ်။ဒီတော့ကပြန်ထုတ်ဖို့ဘယ်လိုလုပ်ကြမလဲ။နေပါဦးလှခင်ရဲ့ငါးချက်မှမယ်။ မင်းကိုလည်းအမောပြင်းနေရင်တစ်ပင်ကိုကင်ကြည့်လိုက်လေတော့တယ်ပက်ပက်လေးကိုကင်ကြည့်ပြီးတဲ့အခါမှာတော့ဒီဘက်က တောင်ဘက်ပဲဒီအတိုင်းတက်တဲ့သွားရင်တော့ငါတို့ထိချုံရဘက်ကိုရောက်လာမယ်လှခင်ရှင်းကဘလို့လုပ်တည်တော့လှခင်ဟာနှစ်ယောက်ကငါအမအုပ်ပါဘူးဟာထိချုံရကဒီတော့ရဲ့တောင်ဘက်မှာရှိတယ်မဟုတ်လားဒါပေမဲ့ဒီလောက်တော့နဲ့ချီမှာရှင်းကအရေးလေးမျက်နှာကိုဘလို့ခွဲလိုက်တာလေဟာလှခင်ဟာ မကြသေးခင်ကမှမွန်းတက်သွားတာလေတပနက်ခင်းလုံးနေထိုးတဲ့ဘက်ကတပင်းတွေကပို့ပြီးတော့ပူတာပေါ့ကွာဒီတော့ပင်းစီကိုကင်ကြီးပြီးပို့ဘူးတဲ့ဘက်ကအရှိတ်ဘက်ပေါ့ဟာအရှိတ်ဘက်အရက်ကိုတိမာတော့ဂျန်တဲ့အရက်ဒီတိဖို့ဆိုတာကမခက်လာတော့ဘူးလေလာစမ်းမှာဟာနင်တို့မိမတွေကလည်းဒါတော့သေးရှင်ဖြစ်နေတာတော့မှအတော့ကိုစကားများပြီးတော့အတော့ဆက်စုပ်နေတာပဲမင်းကိုကလည်းလှခင်ရဲ့လက်ကိုဆွဲပြီးတော့တောင်ဘက်ကိုရှောက်လိုက်ရင်းနဲ့ လှခင်ကနှက်ခမ်းလေးကိုမဲ့ကမျက်စောင်းထိုးရေးလိုက်ပါလာလေတော့တယ်။သို့သူလျှောက်လာနေမှာပင်ညက်နေနရိုင်းသိမ့်ချိန်သူရောက်ရှိလာတော့တယ်။သူတို့လင်မယားလည်းတအောင်နာပြီးခီးဆက်လာတာခီးလည်းအတော်ပေါက်လာပြီးမင်းကိုကသူ့ရဲ့မိမကိုခဏထားကချောင်းရှိမိနေရကိုတွား၍ရေးလာခတ်လေတော့တယ်။ထိုးစဉ်ဒိုင်းကနဲ့တနတ်တန်ကိုကြားလိုက်ရပြီ။သူ့ဘက်သူပြေးလာနေတော့လှခင်နဲ့လှခင်ရဲ့အနောက်ကလိုက်လာတဲ့ဓမြကိုမြင်လိုက်ရလေတော့လေလှခင်လှခင်မြ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 င်လားမြင်မြင်လား မင်းကိုလည်းလှခင်လက်ထဲကငွေတို့ကိုကင်လိုက်ခါကြံလက်တစ်ဖက်ကလှခင်ကိုလက်ဆွဲ၍60တိုင်ပြေးလေတော့တယ်အဲ့နောက်အနောက်ကနေမြင်းခွတံများနဲ့တနတ်တံများကလည်းနီးကပ်လာလေတော့တယ်ဒီအတိုင်းပြေးနေရင်တော့သူတို့လက်မှာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်လေမင်းရဲ့နှစ်ယောက်လုံးလည်းချောင်းထဲကိုခုံချသွားလေတော့တယ်ချောင်းရီကလည်းရေစီးတန်လာတဲ့အချိန်မှမင်းကိုတို့လေမင်းရဲ့ရေစီးထဲမှာမျောပါသွားကကန်းဆက်ကိုပြင်ပြတ်မကူးနိုင်ကြတော့ဘူးဓမြများကလည်းအန်တချိတ်ချိတ်တောက်တစ်ခေါက်ခေါင်းနဲ့မကျင်တဲ့ဖြစ်ကလှည့်ပြန်ထွက်သွားလေတော့တယ် ထင်းချွန်းရွာရဲ့ချောင်းအုပ်တစ်လျှောက်တွင်တော့လူများအုံခဲနေလေတော့တယ်။တကြီးဥဆန်တို့အပါဝင်ကာလာသားများလည်းရှိနေတော့တယ်။ပလိန်များလည်းရောက်ရှိနေပြီဖြစ်တယ်။ဒီသေးဆုံးသူအမျိုးသားနဲ့အမျိုးသမီးကတကြီးတို့ရွာကလည်းအမျိုးသမီးကတော့ကြောက်ရွာသူစစ်စစ်ပါဒီအမျိုးသားကတော့တမာကုန်းရွာသားပါရောင်နှောင်းစရုံးပါဆိုသလိုဒီမိန်းကလေးကသူ့လင်သားရှိရာတမာကုန်းရွာကိုလိုက်သွားတာ6နှစ်ကျော်ပါပြီဒီအလောင်းကိုအတူတူတွေ့တာလားရေကဆင်းတဲ့ကြောက်ရွာသူလေးတွေတွေ့တာပါချောင်းဆက်မှာဒီတိုင်းအလောင်းတွေကတင်နေကြလို့တဲ့ တမောင်ဘုံရွာကမကြသေးခင်ကပဲဓမြတိုက်တာခံထားရတာရွှေငွေအမြောက်များပါသွားတဲ့အတွက်ကျုပ်တို့အနေနဲ့ကတော့ကိုယ့်ကိုတက်တည်သွားတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်အဲ့နောက်ပလိတ်တွေလည်းပြန်တော့ကမင်းကိုတို့လင်မယားအထင်းချွညာတကြီးနဲ့မလခင်ရဲ့အမျိုးများတိုင်မြင်ပြီးမိသူချိုခဲ့ကြတယ်ထင်းချွညာကလေးမှလည်းတမာကုန်းရွာကဲသို့အေးအေးချမ်းချမ်းရှိပေတယ်သို့တော့တမာကုန်းရွာလောက်တော့စီးဝိုင်းကလည်းမပြေလေထမင်းနိုင်မြန်မြတ်သာပြေလေကြတယ်မင်းကိုတို့လင်မယားအလောင်းအမိသူချိုပြီး ညနိုင်ပဲခွေးများကလည်းအရှိပိုင်းမှစူညံပေါ်လောရိုက်ခါဦးနေကြတော့လေဟာဒီခွေးတွေကလည်းဥပါပြီကွာမနဲ့ကိုလဲတဲ့ဆော့ဆော့ဆင်းရပါမယ်ဆိုမှအဲ့လိုကိုမရဘူးလေးခွားနဲ့ကိုပြစ်လိုက်အောင်မယ်နေစမ်းကိုမြဆောင်ရဲ့ခွေးပဲတော့ဘဲတိမလဲတော့ဟာကူတာအိတ်စမ်းမှာဟဲ့ငါဘာနဲ့အိတ်ရမလဲမိမရနေအသာနေစမ်းမှာဟာကိုမြဆောင်တယောက်တိုင်တင်ချိတ်ထားတဲ့လေထဲကနေပြီးတော့လေးခွားတလဲနဲ့လောက်စလေးသီးလေးခွားလောက်ခံကိုယူ၍သုံးတဲ့သာရှိတဲ့လေကားကနေဆင်းသွားလေတော့လေ ခွေးများကလည်းမြဆောင်ရဲ့လေးခွပီလာကြောင့်မသိဦးနေသောခွေးများကလည်းတဖြည်းဖြည်းနဲ့ရွာလေပိုင်းကိုရောက်သွားလေတော့တယ်ကိုမြဆောင်လည်းခွေးဦးတန်ကိုတိတ်မကြရတော့လို့အိမ်ထဲကိုပြန်လာပြီးတော့အိတ်ဆက်လေးတော့တယ်ရွာလေပိုင်းမှာတော့ခွေးများကလည်းအိမ်တအိမ်ရှိနိုင်ဆွဆွငင်ငင်ကိုဦးနေတယ်လို့လို့တချို့ခွေးများကလည်းစူးစူးဝါးဝါးကိုထိုးအောင်နေကြတော့တယ်ထိုဝင်ရဲ့အတွင်း၌ညီကိုနှူးကလည်းအိမ်ပေါ်အခန်းထဲကပတ်စံများကိုတယောက်တဝက်ခွဲယူနေကြတယ်ပတ်စံများခွဲပြီးတဲ့အခါမှာတော့အိမ်ရှိကခွေးဦးတန်များကိုတတိထားမိတော့တယ်ကိုကြီးရွှေလား ခွေးတွေကလည်းကျုပ်တို့အိမ်ရှိမှဥလာကြည်လားဗျ။မင်းကလေခွေးပဲကွာသူဥချင်းတဲ့နေရာဥမှာပေါ့နေ့တိုင်းဥနေကြဒီခွေးတွေကဒီနေ့တော့ငါတို့အိမ်ရှိအလှဲ့ကြလို့လာဥတာနေမှာပေါ့မင်းကဝမ်းတောင်းတာရအောင်မှာဟာဗျာမနောက်နယ်ကိုကြီးရွှေလာရအခုခွေးတွေဥနေတဲ့အတန်းကခါတိုင်းနဲ့မတူဘူးနော်အဘပြောဘူးတယ်ခွေးတွေကနေကြော်လာလို့ဟောင်းတဲ့ဥတန်းအစာမောလို့ဥတဲ့အတန်းမိလိုက်ချင်လို့ဥတဲ့အတန်းတရက်တစ်စီကိုမြင်လို့ဥတဲ့အတန်းအမျိုးမျိုးရှိတာဗျဟဲ့ မင်းကလည်းဒါဆိုအခုခွေးတွေဥတာကဘာလို့ဥတာလဲပြောကွာဟာဒါတော့ကျုပ်ကလည်းဘယ်သိမလဲဗျာမေရောငါရောခွေးဥတယ်ဆိုတာလောက်ပဲသိတာဟာကိုခွေးဥတယ်နားထောင်ပြီးဘာကြောင့်ဥတယ်လဲမှမသိတာရှောက်လဲတွေးမနေနဲ့ကွာခွေးတဘောခွေးတဘာဝအရာဥရင်းလို့ဥတယ်လို့ပဲမှတ်အဲ့လိုမှမတွေးချင်လဲခွေးတွေအချွဲကနေလို့အချွဲကြအောင်လို့ဥတယ်လို့မှတ်ဟုတ်ပြီလားခမည်းကတော့ဗျာပောက်တက်ကြရတယ်ပြောနေပြန်ပြီဗျာတော်ပြီဗျာအိတ်တော်မယ် ိတ်အိတ်မန်နေဂျာရင်လည်းကြော်ကြော်လေးနဲ့အရာကလေးကိုတန်ဝါလောက်ဆွဲရအောင်ပဲကွာဒီပတ်စံနေနဲ့ဆိုရင်တော့ဆယ်ရက်လောက်ကတော့အသာလေးနေလို့ရတယ်ကွာကိုရွှေလှကပြောချင်ရည်ပြောပြီးပက်ဆက်များကိုဖျားကိုထိုး၍ထဲ့ကအိတ်သွားလေတော့တယ်ကိုရွှေလှမိနအိတ်နေတဲ့ငွေများကတော့အတော်နဲ့အိတ်မပြောသေးပဲ ဟိုလူလိမ့်လိုက်ဒီလူလိမ့်လိုက်နဲ့အာယုံထဲမှာချောင်းဆက်တွေတွေ့ခဲ့ရတဲ့လင်မယားနှစ်ယောက်ရဲ့အလောင်းကိုသာမြင်အောင်နေလေတော့တယ်။ဤကနေတနေ့နေခင်း၌သူနဲ့ကိုရွှေလှတို့အရမူးကချောင်းထဲကိုရေးဆင်းချိုကြလေတော့တယ်။ထိုစဉ်အလောင်းများမျောနေသည်ကိုတွေ့လိုက်ရ၍ကမ်းပေါ်ကိုတင်လိုက်ရလေတော့တယ်။ကမ်းပေါ်ကိုတင်ပြီးအသက်ရှူသေးလားကိုစမ်းကြည့်တော့လေအသက်မရှိကြောင်းကိုသိလိုက်ရတယ်။တကြီးဖြစ်သူအာမိမိကသွားအကြောင်းကြားမိအပြုမှာတော့ကိုကြီးရွှေလာကတားခဲ့က တေဆုံးနေသူမျိုးသားရဲ့လက်ထဲကအထုပ်ကိုကြည့်လိုက်လေအမျိုးသားဒီမသေးခင်၌ထိုအထုပ်ကိုတေးသေးချာချာလေးတင်းကျပ်စွာစုပ်ကင်ထားပုံရတယ်။တေးသည့်အချိန်ဒီထိုအထုပ်အားသူ့ရဲ့လက်ထဲမှာလွတ်မသွားစေရန်အတင်းဖတ်တွယ်ထားလေတော့တယ်။ကိုကြီးရွှေလာနဲ့သူအတင်းဆွဲဥမာသာရလေတော့တယ်။ထိုအထုပ်ကိုဖြည့်ကြည့်တဲ့အခါမှာတော့ငွေအမြောင်များကိုတွေ့လိုက်ရလေတော့တယ်။ငွေများကိုမြင်ရသူတို့လည်းလောဘတက်ခါယူပြီးတော့ချောင်းထဲကိုအလောင်းများကိုပြန်မျောလိုက်လေတော့တယ်။ အလောင်းများကလည်းခဝဲဝဲတို့မမျောပဲသူတို့ရွာရဲ့ကာလသမီးပြိုများရေခက်ဆင်းတဲ့နေရာကိုသွားရောက်၍တောင်းတင်လေတော့တယ်။အဲဒါကြောင့်သူတို့နှစ်ဦးလည်းမလုံးမလဲဖြစ်ကငွေတော့ကိုထိုးနေရာမှာထား၍ညမောင်မှအိမ်သို့ယူခဲ့ရပြီးစောစောကမှခွဲဝေခဲ့ခြင်းပဲဖြစ်တယ်။သူဤစိတ်ထဲမှာတော့ယခုလိုလှုပ်ခြင်းကမကောင်းဘူးလို့ထင်နေ။သူသည်အယက်သမားလောင်းကစားသမားဖြစ်တော့လေယခုလိုလှုပ်တဲ့လုံရဲကပို့ပြီးအောက်တန်းကျတဲ့လုံရဲလိုလဲမြင်နေမိတယ်။တို့နဲ့သူဤလောဘကသာအနိုင်ယူသွားလေတော့တယ်။ငွေများများရှိတဲ့အတွက်ကြောင့် သူတုံးကျင်တယ်လို့တုံးဖြုံးကျင်တယ်လို့လည်းတုံးဖြုံးလို့ရတယ်။တောက်ကျင်တယ်လို့လည်းတောက်လို့ရတယ်။စားကျင်တယ်လို့စားလို့ရတယ်။ခေါင်းကိုခါရမ်းလိုက်။သူဒီငွေတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုတွေးတော့လိုက်နဲ့အိတ်ဆက်လိုက်လေတော့တယ်။အချိန်ကတစားစစားနဲ့ကုံသွားလေတော့တယ်။ထွက်ချိန်မှာပင်သူ့ရဲ့လမ်းနဲ့ဆမ်းမိတဲ့အရာကစွတ်စွတ်နေကအိတ်ဆက်နေလေတော့တယ်။သူအထင်မှားလျင်ဒီဘက်ဒီကိုကြီးရွှေလာအိတ်ဆက်နေတဲ့ဘက်ချမ်းဖြစ်ပြီးတော့ကိုကြီးရွှေလာတိတ်မြထပေါက်နေသလားလို့တွေးမိကပြုံး၍မျက်လုံးကိုအသားရဖြွင့်ကြည့်လိုက်တဲ့ခါမှာတော့အာအမလေး ကျဲလောင်စွာအော်ရီမတ်တက်ထရိုက်လိုက်လေတော့တယ်အခန်းထဲကိုကိုကြီးလှရွှေနဲ့မိခင်ဖြစ်သူများကဝင်လာလေတော့တယ်ဟဲ့ကောင်အလန်တကြားနဲ့ကွာမိကြီးတော့မွေးကြိုက်လို့လားဘာဖြစ်လို့လဲငါသား ငွေမြခန်းနဲ့မျက်စိကစားစွာကြည့်လိုက်၍စောစောကသူမြင်လိုက်ရတဲ့အရာကမရှိတော့ဘူးမိခင်ဖြစ်သူဘက်ကိုလှည့်ကအိမ်မက်မက်ပြီးရောက်လာလို့ပြောလိုက်လေတော့တယ်မိခင်ဖြစ်သူကလည်းဆဲဆူ၍ထွက်သွားလေတော့တယ်အကူဖြစ်သူရွှေလာလည်းထွက်သွားလေတော့တယ်အချိန်ကနည်းနည်းလေးနေပြီလေသူထိုင်ချလိုက်ကစောစောကသူမြင်ရတာအိမ်မက်မဟုတ်မှန်းကိုသူသိလိုက်လေတော့တယ်ဒေါသနဲ့အပြင်းနဲ့စိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံ ဖြူဖြက်နေတဲ့မျက်လုံးနဲ့ရေတရွှဲရွှဲဆွဲဆူနေတဲ့ယောက်ျားတစ်ဦးကသူ့ရဲ့ဘေးဘေးတစောင်းမှလဲပြီးတော့ထိုသူရဲ့မျက်နှာကလည်းယမန်နေ့ကချောင်းထဲကမျောလာတဲ့ယောက်ျားအလောင်းနဲ့တမျက်နှာနဲ့တူနေတာကိုသတိထားမိလိုက်တော့တယ်။ထိုယောက်ျားသည်ဝိညာဉ်တရေဘွားနဲ့သူ့အလား၆လက်နေသည်လား။သူယခုမှကြောက်နေရည်လည်းမရလုံတုံးကလှုပ်ထားပြီးပြီဆိုတော့ဒီငွေတွေကိုသူမြ мян မြန်သုံးဖြုံးချင်နေပြီ သူ့ရဲ့စိတ်ထဲမှာလည်းမသတိတော်ခြင်းပဲဖြစ်တယ်။သူ့အောက်ထပ်ကိုဆင်းလိုက်ခါမျက်နှာသိမ်းပြီးထမင်းစားဝိုင်းမှာထိုင်လိုက်လေတော့တယ်။အကိုဖြစ်သူရွှေလာကလည်းလာထိုင်တယ်။အမေရေမိုက်စာလာပြီပြို့။ဘာရှိလဲဗျာ။ချဗျာ။ဒေါ်လာငွေကမိဖို့ကြောင့်နဲ့ကထွက်လာပြီးဇလုံးတလုံးကိုကင်လာလေတော့တယ်။ထို့နောက်ဒုံးကနေနေအောင်ဇပွဲပေါ်ကိုပြစ်ချလိုက်တယ်။မလန်းမကန်၌သူတို့ရဲ့ဖခင်ဖြစ်သူကသူတို့ကိုဒေါ်သားတကြီးနဲ့စိုက်ကြည့်နေလေတော့တယ်။အမေကလည်းဗျာဖြည်းဖြည်းချပါ။ဟာအမေဇလုံးထဲမှာဖားတယ်ကြီးဗျာ။ယုံစရာကြီးဗျာ။ ရွှေလာကပြောပေမဲ့ဒေါ်လာငွေရဲ့မြန်တော်ရောကြီးကတင်းမာနေပြီသူတို့ကိုစိုက်ကြည့်နေလေတော့တယ်ရွှေမြကလည်းမိခင်နဲ့ဖခင်ဖြစ်သူကသူတို့နှစ်ယောက်ကိုဒေါသမုံထသွားကြည့်နေတဲ့အကြည့်တွေကိုရိပ်မိသွားလေတော့တယ်ထိုစဉ်ဖခင်ဖြစ်သူကလည်းသူတို့စီကိုရှောက်လာပြီးဇပွဲကိုလက်နှစ်ဖက်ဖြင့်ထိုးချလေတော့တယ်ငါတို့ငွေတွေကိုပြန်ပေးအတန်အောကြီးဖြစ်ပြောလေတော့တယ်ရွှေလာနဲ့ငွေများတို့လည်းကြောင်စီစီဖြစ်သွားလေတော့တယ်ဘဲဘဲဘဲကငွေတွေလေတားတို့အမေနဲ့အဘတို့စီကဘဲပစံမှမခေါ်ထားပါဘူးနော်ဟုတ်တယ်တားတို့လည်းမယူဘူးအဘအဘတို့အထင်လွဲနေတာနေမှာ ထွက်ကမိခင်ဖြစ်သူဒေါ်လာငွေကငါတို့ငွေတွေကိုပြန်ပေးငါတို့ငွေတွေကိုပြန်ပေးအဲ့ဒါအလှလို့ဖို့ငါတို့လှူဖို့ဟာဗျာခမရတို့ဘာတွေပြောနေတာလဲကျုပ်တို့ခိုးမထားဘူးလို့ပြောနေလေဗျာ စိတ်ဆက်တဲ့ရွှေလာကထောက်ရတဲ့အခါမှာတော့ဖခင်ဖြစ်သူကရွှေလာကိုထိုးချလိုက်လေတော့တယ်။လက်တီးကလည်းအပြင်းနာကြောင့်ရွှေလာလဲတာတဲ့ရင်မှာဖခင်ဖြစ်သူကလဲဘင်းကိုတက်ညစ်လေတော့တယ်။ငွေမြလည်းဖခင်ဖြစ်သူကိုအတင်းဆွဲပင်မဲ့ဖခင်ကအရန်တန်မာလုံးနေတာကိုတတိထားမိလိုက်တယ်။အသက်60ကျော်နေတဲ့လူအိုကြီးအားသူ့လိုလူငယ်တယောက်နဲ့မဆွဲနိုင်ပဲဖြစ်နေလေတော့တယ်။ထိုးစင်မိခင်ဖြစ်သူကလည်းသူ့ကိုအနောက်ကနေပြီးတော့လဲဘင်းကိုညှစ်ကငါတို့ငွေတွေကိုပြန်ပေး။ ဲ့ဒါလိုအော်ဒီတော့တယ်သူအတင်းယုံတော့လဲမိခင်လက်များကလည်းတန်ချုံမြောက်ကဲ့သို့မာတောင်းနေတော့ကြောင့်ဆွဲပယ်မရဘဲနဲ့လေဝင်းအစ်လာတော့တယ်သူအော်ချင်းမင်းမဲ့အတန်ကလည်းထွက်မလာဘဲနဲ့အားကုန်ယုံကန်နေခဲ့ရတယ်အသက်ရှူရတာလဲမဝဖြစ်ခါမျိုးလုံးများပြူး၍မျက်နာကြီးနီးရဲလာခြင်းဩဇာအာနာတန်အပြည့်ပါလာတဲ့အတန်တခုကခြံဝါးကနေထွက်လာလေတော့တယ်ဟိတ်ရဆန်းခိုင်းဆောင်ပုံကိုယ်တွေကလက်ပြန်ချိုတုတ်စီ ထိုအခါမှသာငွေများတို့ညီအကိုအားလေပင်ညင်နေတဲ့မိဘများရဲ့လက်များကဖဲ့သွားပြီးတော့အနောက်ကိုပြစ်လဲကျသွားလေတော့တယ်။ငွေများတို့ညီအကိုလည်းအသက်ကိုမနှဲဝအောင်ရှူရင်းနဲ့ခြံဝကိုကြည့်ပြီးတော့ယောဂီဝတ်စုံနဲ့ခေါင်းပေါင်းပေါင်းထားတဲ့လူငယ်သူ့ရဲ့အနောက်မှာတော့သူ့လိုယောဂီဝင်ဖြစ်တဲ့လူနှစ်ယောက်ခေါင်းပေါင်းတော့မပါကြဘူး။အရှိဆုံးကလူငယ်ကငွေများရဲ့အနောက်ကိုရောက်လာက နောင်ကြီးတို့မိဘတွေကတဆေဝင်မှုနေတာပဲ။နောင်ကြီးတို့တာလက်ခံမဲ့ဆိုရင်တော့ကြောက်ကူပြီးလို့ရတာလေ။ရပါတယ်။ဟိုကုကုကုပေးပါဗျာ။ ထုတ်လူငွေကဒေါ်လာငွေတို့လင်မယားအနာကိုကတ်သွားခြင်း၌ဒေါ်လာငွေရဲ့ဒူးများကအလိုလိုပြော့ခွဲကမြေကြီးပေါ်ထိုင်ရသားဖြစ်သွားလေတော့တယ်။အတင်တို့ကဘသူတွေလဲဒီခန္ဓာကိုယ်တဲကိုဝင်ပူးပြီးတော့ကျွန်ုပ်နောက်ကလူနည်းကိုဘာလို့တက်ချင်နေရတာလဲ။ထွာခါငွေများတို့ရဲ့ဖခင်မှာဝင်ပူးနေသောသစီကမိငါရောဘာကောင်းလဲ။ငါတို့ကိစ္စမှာဘာလို့ဝင်ရှုပ်နေတာလဲ။ဝင်ရှုပ်တာမဟုတ်ဘူးဖြည့်ရှင်းပေးမလို့ပဲ။တင်တို့ကဒီနည်းကိုဘာလို့တက်ချင်နေရတာလဲ။ထွာခါတိတ်ဆိတ်နေလေတော့လေထိုးလူငယ်မှဆက်လက်ပြီးတော့ကောင်းကောင်းမေ့ရင်တော့ကောင်းကောင်းပြန်ဖြေပါ။ အကယ်လို့သူတို့ဘက်ကမားတယ်ဆိုရင်တော့ကျုပ်ကတောင်းပန်ခံရပါလိမ့်မယ်အဲ့လိုမှမဟုတ်ပဲတင်းတို့ကိုတူးတူးတောင်ကစေခိုင်းတာလားဘယ်သူမှမခိုင်းဘူးမကျင်တဲ့လို့ငါတို့တတ်မလို့တင်းမှန်မှန်ပြောပါတင်းလည်းရင်တော့အာကုန်ထဲမှာမီးလောင်သွားမယ်နော်ငါမလိမ့်ဘူးအမှန်တိုင်းပြောနေတာကောင်းပြီဒါဆိုရင်ဘာကြောင့်မကျင်တဲ့ဖြစ်တာလဲဒီကောင်တွေကလူယုံမာနေအောက်တန်းစားတွေငါတို့အလှပေးမဲ့ငွေတွေကိုခိုးထားတာအဲ့ဒီငွေတွေကိုငါတို့လင်မယားနှစ်ယောက်ကမနေ့ဆုထားရတာဒါကိုဒီကောင်တွေကအလွယ်တကူနဲ့ယူသွားတယ်လေထိုးလူငယ်ကငွေများတို့ဘက်ကိုလှည့်က ဟုတ်သလားမိတ်ဆွေလို့မေးတဲ့အခါမှာတော့ငွေမြနဲ့ရွှေလာတို့ကကျုပ်တို့မခိုးပါဘူးသူတို့ရှောက်ပြောနေတာလို့ညင်းတဲ့အခါကျတော့ထိုလူငယ်ကအရှိကိုပြန်လှည့်ပြီးတော့သူတို့မယူဘူးလို့ညင်းနေတယ်။တင်းတို့လိန်နေတာမဟုတ်မှန်းတော့ကျွန်ုပ်သိတယ်။တင်းတို့ဖြစ်ပျက်ခဲ့တဲ့မြောင်ကိုကျွန်ုပ်ကိုအစာအဆုံးပြောပြပေးနိုင်မလား။ငါပြောပြရင်မင်းကကုညီမလား။ ျွန်ုပ်မှန်တဲ့အတိုင်းဖြစ်စေရပါမယ်။ကောင်းပြီ။ငါပြောပြမယ်။ငါနာမည်ကမင်းကိုတမာကုန်းရွာသားငါတို့လင်မယားနှစ်ယောက်ကနှစ်စဉ်ငါတို့ရွာမှာလှူနေကြတဲ့သူတွေကိုအားကြပြီးတော့လှူချင်တန်းချင်လုံးလို့အလုတ်ကိုစူးစမ်းပြီးတော့ငွေတွေကိုစုခဲ့တာ။ငါတို့လှူတန်းဖို့အထိငွေပြည့်ချိန်မှာတော့ဓမြတွေကရွာထဲကိုဝင်တိုက်သွားတာ။ငါတို့ကကန်ကောင်းလို့အတိုက်မခံခဲ့ရဘူး။ဒါပေမဲ့ဒီဓမြတွေကရွာတရွာကိုခဏခဏဝင်တိုက်တတ်တယ်ဆိုတာနဲ့ငါတို့လင်မယားနှစ်ယောက်ကလည်းအဲ့ဒီရွာကနေပြောင်းပြေးလာတာ။လမ်းမှာဓမြဖွဲ့နဲ့လည်းတွေ့လို့ငါတို့တောထဲကိုဝင်ပြီးတော့ပြေးပြီးထွက်ပြေးခဲ့ရတာ။ ဒါပေမဲ့ဓမြတွေအနောက်ကထက်ချက်မကွာလိုက်လာခဲ့တာငါတို့လူမဲ့ငွေတွေကိုပိုင်ပြီးထွက်ပြေးပေမဲ့ဓမြတွေကမြင်းနဲ့ဆိုတော့မလုံမဲလဲသိရောလူမဲ့ငွေတွေအပါမခံနိုင်တာရော ချောင်းထဲကိုခုံချခဲ့ကြတာဒါပေမဲ့ချောင်းရီကအရင်ရေစီးတယ်လို့တော့ငါတို့ကန်းကိုပြန်မကူးနိုင်ခဲ့ဘူးရေမိုးမိတေးခဲ့ရတာအဲ့မှာငါတို့အလောင်းတွေကိုဒီရွာအထိမျောလာတာကိုဒီနှကောင်ကတွေ့ပြီးတော့ကန်းပေါ်ကိုတင်းတယ်ဒါပေမဲ့ငွေတို့ကိုပဲယူကြပြီးတော့ငါတို့လောင်းတွေကိုပြန်မျောချလိုက်တာငါတို့လည်းသူတို့ကိုမကျေနပ်တာနဲ့ငါတို့အလောင်းကိုဒီရွာနားမှာပဲတင်အောင်လို့လုပ်ခဲ့တာသူတို့ယူထားတာငါတို့အလှပေးမဲ့ငွေတွေငါတို့ငွေတွေပြန်လာတောင်းတာငါတို့မကျေနပ်လို့တတ်ချင်တာပဲထိုလူငယ်လည်းအဖြစ်အပျက်အလုံးစုံကိုနားထောင်ပြီးတဲ့အခါမှာတော့ငွေများတို့ဘက်ကိုလှည့်လိုက်လေတော့တယ် ခမရတို့ဒီလိုမလုပ်ကြပါနဲ့သူတို့ငွေတွေကိုပြန်ပေးလိုက်ပါ။ဘာလဲကျုပ်တို့ဘာမှမသိဘူး။မိတ်ဆွေခမရတို့အဲ့ဒီငွေကိုတက်မှန်ပြီးပြန်မပေးရင်တော့အခုခမရတို့မိဘနှစ်ပါးကိုဝင်ပူးနေတဲ့မိစ္ဆာတွေကခမရတို့မိဘနှစ်ပါးလုံးရဲ့အသက်ကိုနှုတ်ယူသွားမှာနော်။ခမရတို့ရဲ့လောဘကြောင့်ကိုယ့်ကိုကျိုးမွေးထားတဲ့မိဘနှစ်ပါးကိုအသေးခံကြမလား။ကိုကြီးရွှေလာပြန်ပေးလိုက်ရအောင်ဗျာ။ကျုပ်တို့အဖေနဲ့အဖကိုတော့အသေးမခံနိုင်ဘူးဗျာ။အေးအေးပါကွာငါလည်းအဘနဲ့အမေကိုတော့အဖြစ်မခံနိုင်ပါဘူးထွက်ခိုင်ရွှေလာနဲ့ငွေများတို့က ိမ်မော်ကိုတက်သွားကငွေများကိုငကူကအတိုင်းပြန်ထုတ်ပြီးတော့သူ့ရကိုပေးလိုက်လေတော့တယ်ကဲတင်းတို့ငွေကိုကျုပ်ကိုယ်တိုင်းဒီရွာမှာရှိတဲ့ဆရာတော်ကိုအနမ်းပြီးအလှဝဲကျင်းပါပေးပါမယ်အလှရှင်နေရာမှာလည်းတင်းတို့အမိတွေကိုပဲပေးလိုက်ပါမယ်တဆက်သေးတင်းတို့ကိုလည်းအမျက်ဝေတဲ့အခါတင်းတို့ကသာဓုခေါ်ကြပါကျေးဇူးကြီးမားလှပေးတယ်ကျုပ်တို့ကသာဓုခေါ်ဖို့စောင့်နေတာပါကျုံမိမ့်မနာမည်ကလှခင်ပါ ။ကောင်းပါပြီ။အခုတော့တင်းတို့ဒီခန္ဓာတဲကထွက်ပြီးတော့တင်းတော်ရနေရာမှာပဲနေကြပါအောင်။ထွက်ခါငွေများတို့မိဘနှုံးမှလည်းမိလဲသွားလေတော့တယ်။လူငယ်ကလည်းတတိယအောင်ပြုတ်လုပေးပြီးကမှငွေများတို့ညီအကိုကိုလည်းဆုံးမပြီးရွာဦးเจ้าဘက်ကိုလျှောက်လာလေတော့တယ်။ဆရာတော်ဘုရားကြီးအအကျိုးအကြောင်းလျှောက်တင်ပြီးငွေတို့ကိုလှူခဲ့ပြီးထိုလူငယ်သုံးကထိုရွာကနေပြန်လှည့်ထွက်ခွာသွားလေတော့တယ်။မကြခင်ရပိုင်းတွင်းမှာပဲထင်းချွံရွာကလေးမှာအလူရှင်မရှိတော့အလူပွဲလေးကအိုးစီဒိုးဘက်တန်းများနဲ့လွှင့်မျောလို့နေပါတော့တယ်။ ဇလဲလေးကဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။ဇလဲလေးကိုရေးသားပေးတဲ့မူရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။